ကျွန်တော်ကတော့ရန်ကုန်တိုင်းဒေသကြီးမိသားစုဌာနတိုင်းဒေသကြီးဌာနတိုင်းဒေသကြီးဘုရားရေးကိုမြင်ဆိုင်ရခဲ့တာဒီမှာနိုင်ငံမှာအကြီးမားဆုံးဖြစ်ခဲ့တဲ့မန္တလေးမြို့ကြီးတုတ်ခတ်ခဲ့တာဟုတ်လားဒီလေဒီတနေ့ဖြစ်ပါတယ်ဒီနေ့၆လကြည့်တဲ့ချိန်မှာလည်းညီမကြီးကရန်ကုန်မှာလာရောက်နေထိုင်နေဆိုတာကျွန်တော်တို့သိရှိရခဲ့ရတဲ့ညီမကြီးရဲ့စိတ်ပိုင်းဆိုင်ရာအပေးမှုကိုကျမရဲ့ဒီဘက်အခုဒီနေ့နေနိုင် ွေချက်မျိုးနဲ့ဆောင်ရွက်ခဲ့တယ်။ကျွန်တော်တော့မြန်မာနိုင်ငံမိသားစုဌာနချုပ်စာဝေးသေးတို့ရဦးစီးရရှိမြန်မာသူဖြစ်ပါတယ်။ကျွန်တော်ဒီဖွဲ့ရတော့ကျွန်တော်ရန်ကုန်တိုင်းဒေသကြီးစာဝေးသေးတို့ရဲ့တပုတ်ဝင်ဖြစ်ပါတယ်။တရက်လေးလ2015ခုနှစ်မှာတိုင်းပြည်3369မှာကျွန်တော်လူထုပ်ပိတ်မိတယ်ဆိုပြီးကျွန်တော်တရင်ရရှိတယ်။ရရှိတဲ့ခါမှာကျွန်တော်9နိုင်ခွဲလောက်မှာစတင်ပြီးတော့စာဝေးဆောင်ရွက်လိုက်တဲ့မှာကျွန်တော်7နိုင်လောက်မှာမေးဒေါ်စန်းတို့ကိုကျွန်တော်တို့စတင်ပြီးတော့တွေ့ရှိခဲ့တယ်။ပထမတဲ့ကြံငင်းကိုကျွန်တော်ပေါက်ပြီးတယ်။ပေါက်ပြီးတော့မှအဲ့မှာကျွန်တော် ီဖောက်တဲ့ခါမှာကျွန်တော်လူဒုက္ခသာဝန်တောင်းအောင်သုံးမိွယ်လေးပဲလောက်ကိုဖောက်ပြီးတော့ကျွန်တော်အဲ့ဒီအတွင်းထဲမှာပိတ်မိနေတဲ့ပစ္စည်းတွေရှိတယ်ပစ္စည်းတွေရှိရမှာအတွင်းကပစ္စည်းရှိရတယ်အထက်မှာကျွန်တော်ဥမာစပီးနေရှိတယ်စပီးဆိုလို့ကျွန်တော်ကျွန်တော်ဟိုက်ဒရိုဒူနဲ့ဖြတ်တယ်ကျွန်တော်အထက်မှာကြည့်လို့ရှိရင်ဒီပထမအတိုင်းကျန်းကျန်ပြိုကျဖြစ်တဲ့ကျွန်တော်ဘေးအုံနေရနေပြီးတော့အကျိုးဆိုင်ရတယ်ကျွန်တော်ကဈာထဲမှာပိတ်မိနေတယ်ပိတ်မိတာဖြစ်တဲ့အဲ့အကျိုးပဲပဲကျွန်တော်ကနေပြီးတော့ဖယ်ရှားပြီးတော့အပေါ်ထွက်ရတယ်အတွင်းထဲမှာပိတ်မိနေတဲ့ကျွန်တော်ဥမာအင်းနင်းဖြစ်ဖြစ်တဲ့ဟိုခုံနေပါတယ်ဆိုလည်းရှိတယ်ရှိရမှာကျွန်တော်ခုံလေးဘေးကိုရှိရတယ်အဲ့ကျန်းစားပြီးအမေလိုဆန်းရို့ တွေ့တဲ့အခါမှာကျွန်တော်သူ့ကိုဒီကျွန်တော်တို့လုံနေတဲ့အချိန်မှာလုပ်ငန်းဟိုဖျက်အောင်ဆိုပြီးသူ့ကိုကျွန်တော်ရဲ့ server ကတည်းကအော်တိုတွေစောင်းပေးတယ်ပထမဆုံးကျွန်တော်ကရေးစားရဆလို့ကျွန်တော်ကရေးစားပြီးတော့တိုက်လိုက်တယ်တိုက်ပြီးတော့မှကျွန်တော်အောက်ဆီဂျင်တွေပါပေးတယ်ပေးပြီးတော့ခါမှာကျွန်တော်တို့ဒီအောက်ထဲမှာမြေကျွန်တော်ဆော့တဖို့တော့ကိုကျွန်တော်နေရာလဲကျင်းတယ်ကျင်းတဲ့တော့ကျွန်တော်ငင်းကြီးချမ်းနဲ့ကျွန်တော်ပထမတက်ကဆိုလို့ရှိရင်၃မိလောက်ပဲရှိမယ်၃မိလောက်ပဲရှိရတော့ကျွန်တော်နေရာကျင်းတယ်မနက်ထပြီးကျွန်တော်ကီလိုမီတာတော့ကျွန်တော်ကမြေကျွန်တော်စောင်းနေပါပဲပတ်ပြီးတဲ့ခါမှာကျွန်တော်က ဝယ်ရမှောက်ပြီးတော့တွားသွားပြီးတော့ကျွန်တော်ကဆွဲပြီးတော့ကျွန်တော်ကဲသေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ကဒီနေ့ကတော့ကျွန်တော်ငန်းလင်းလောက်ပြီးကျွန်တော်6လပြည့်နေနဲ့ကျွန်တော်တို့ကဲသေးတဲ့အမေကိုကျွန်တော်ဒါရောအားပေးစကားပြောတာဖြစ်ပါတယ်စာဖြစ်ကြရအိမ်ထဲမှာရှိရပါတော့เนาะဖေမတော့မသွားဘူးအိမ်ထဲမှာရှိရ ကျွန်မထိုင်နေတဲ့နေရာနဲ့ဟုံးဆိုပြီးတော့အောက်ကိုပြိုကျသွားတာအဲကျွန်မကျွန်မနေပြီးအဲ့အောက်ထဲမှာပိတ်မိညာ၄ရက်ကြာတယ်ပေါ့နော်ဒီရက်၄ရက်ကြာတယ်အဲ့၄ရက်ကြာတယ်၅ရက်မြောက်နေကြတော့အဲ့အပေါ်ကနေပြီးတော့ပစ္စည်းတွေဖြိုချလိုက်တော့ရောရောဆိုရအတန်ကြာတော့ကျမအောက်မှာအောက်မှာလူရှိတယ်အောက်မှာလူရှိတယ်လို့ပြောတာအဲ့ချိန်မှာကလေးတယောက်က ดูရှိတာလားဆိုပြီးလမ်းမေးတယ်လမ်းမေးပြီးတဲ့အခါကျတော့ဒီမှာဒီမှာရှိတယ်လို့ဆိုပြီးလဲဆိုတော့ဒေါ်စန်စန်တွေးဆိုတော့အာသူတို့တွေအပွားနေဒေါ်စန်စန်တွေးဆိုပြီးဝိုင်းဟောကြားကြားတယ်ဒီမှာကဲထုတ်ပြီးလိုက်တယ်ကဲထုတ်ပြီးတဲ့အခါကျတော့အမဆေးကိုပို့မယ်ဆိုပြီးတော့ကားပေါ်တင်ပေးလိုက်ကြတယ်ဟုတ်ကဲ့ဝမ်းသာပါတယ်အခုလိုအခုလိုလာရောက်ပြီးသတင်းမေးတယ်ကြည့်ရှုရဲဆိုတဲ့အခါကျတော့အော်ကိုတွေကိုတွေဒီလိုပဲခယူဆိုင်ပါလားဆိုပြီးတော့ တင်းအော်လာရေတောက်ချင်လို့အဲ့ကိုလာယူပေါ်တဲ့ကြည့်တာတောက်ချင်လို့ရေပေးပါရေပေးပါအဲ့လည်းဘောလေဒီတပည့်ကိုလေအဲ့လည်းဘောလေဘူးနဲ့ပိုက်နဲ့ယူလို့အဲ့မဲ့အောက်ကရေတောက်ချင်နေဆိုတော့အဲ့လိုဟုတ်လို့ကလည်းတောက်ချင်တာအဲ့ဒါအဲ့ကျေးဇူးတဲ့တင်တယ်အဲ့လိုကလေးလေးတော်သေးရဲ့လို့ကိုနာကထွက်မသွားလို့လို့ကျေးဇူးတင်တယ်အကုန်လုံးဟုတ်ကဲ့ခွင့်ပြုပါဦးဟုတ်ကဲ့